financial freedom ဆိုတာဟာလူတိုင်းအရန်ကြိုက်တဲ့စကားတစ်ခုမှာပြောရမယ်ဆိုရင်တော့ငွေကြေးနဲ့ပတ်သက်ပြီး stress မရှိဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောင့်ယှက်ဖြစ်စရာ စိတ်ညစ်ညူစရာလောဘမဖြစ်ဘူးစိတ်ဒုက္ခမရဘူးငွေကြေးနဲ့ပတ်သက်ပြီး free flow ကိုရနေတယ်ချိန်တိုင်းရင်အင်ကမ်းတွေကဝင်နေတယ်ဒါကို financial freedom လို့ပြောတယ်ဗျဘယ်သူမှမဆိုပါလေကိုရှင်တန်နေပယ်လိုက်အေးချင်းအဲ့ဒီလိုရက်တည်လို့သူတို့ပါ လက္ခဏာမှာ financial freedom ဖြစ်မဲ့သူရဲ့လက္ခဏာကဘယ်လိုမျိုးလဲကြည့်ရအောင်ဗျ။အခုပြောမယ့်အချက်မှာတစ်ချက်တူညီုံနဲ့ငွေကြေးစည်းဘွားဥစ္စာနဲ့ပတ်သက်ပြီးတော်တော်လေးကိုကံကောင်းတယ်လို့ပြောလို့ရပါမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့သူတို့လူလိုမျိုးပါတဲ့လူတွေဟာကံကောင်းတဲ့လူတွေပါ။နံပါတ်၁ချက်ဘုဒ္ဓဟူးချုပ်ကမှမြင်းတူတွေပါလား။ဒါဟာ တွေ့ရလေရှိတဲ့အမှတ်သားတော့ဖြစ်ပါလေအထူးသဖြင့်မြင်းတို့တစ်ချောင်းမှလေးချောင်းအထက်ပါဝင်လေးရှိပါလေဘလောက်ပဲပါဝင်ပါစေအဖြတ်အမှတ်กินပြီးဂျိုးကုံအင်အားကောင်းရင်တော့အထူးအကျိုးပေးမယ့်အမှတ်သားဖြစ်ပါလေပုံထူးဂျိုးကုံဆိုတာကလက်တန်းအောက်ကိုပြောတာပါအသက်ငယ်ရွယ်စဉ်မှာပင်မိမိရဲ့ပါနမှုပြင်အင်ဂျမရဲ့ထောက်ပံ့မှုကြောင့်ငွေကြေးရှာဖွေရလွယ်ကူပြီးဘဝအခြေကြစီးစိမ်ဥစ္စာပြည့်စုံမဲ့သူဖြစ်ပါလေ။အများအားဖြင့်ကိုတူးကိုချွန်ပြီး ငွေကြေးလွတ်မြောက်မှုရရှိတဲ့စွန့်ဦးတည်ထွင်သူတွေနဲ့ကိုယ်ပိုင်လုပ်ငန်းရှင်တွေမှာအဲ့ဒီလိုမျိုးလမ်းကြောင်းတွေတွေ့ရတတ်ပါလေ။ဒီကတော့ဝန်ထမ်းတွေမှာပါရင်တော့မိမိအတွက်ဝန်ထမ်းအလုပ်မှာဘဝတစ်ခုစာမဟုတ်ပဲလွတ်လပ်ပြီးကိုယ်စွမ်းကိုစားနဲ့လုပ်ကံရမယ့်လုပ်ငန်းတွေမှာဘဝအောင်မြင်မှုပုံမူရရှိမယ်ဆိုတဲ့အမှတ်သားပါ။နောက်တစ်ခုကဘော်ဒဟူလက်ဆုမာဂျူရီရင်းပါရှိပြီးတော့ကံလမ်းကြောင်းကောင်းမွန်တဲ့သူပါ။ဘော်ဒဟူလက်ဆုကလည်းထင်ရှားတယ်ကံလမ်းကြောင်းကလည်းကောင်းမွန်တယ် ဒီလိုမျိုးပေါင်းစပ်နေရင်ဆိုရင်တော့မိမိရဲ့ထူးခြားတဲ့ဉာဏ်ရည်နဲ့အကျံစီကြောင့်ငယ်စဉ်ကတည်းကဘဝတိုးတက်မှုနဲ့အောင်မြင်ချမ်းသာမှုရရှိမဲ့သူဖြစ်ပါလေမိမိကျင်လျာနေပယ်အလိုက်အလွန်ပါနေသူဖြစ်နေမယ်ကြော်ကြားမှာပါကောင်းမွန်တဲ့ကိုယ်ကျင့်တရားရှိရင် financial freedom ကိုရရှိမယ်ပြင်လူများလေးစားအားကျတဲ့ဘဝတစ်ခုကိုလူငယ်လူလတ်ပိုင်းမှာတင်ရရှိနိုင်တဲ့အလားအလာရှိပါလေနောက်တစ်ချက်ကအောင်မြင်လမ်းကြောင်းအကောင်းပြီးတော့ လက်တောင်းပုတ်ခူးဂျိုကုံနဲ့ဒီလက်ညှိုးအောက်ကြာတာပလေးဂျိုကုံအင်အားကောင်းခြင်းလူများစုမှာပေါဝင်နေရှိတဲ့အောင်မြင်လမ်းကြောင်းမှာအင်အားကောင်းပြီးတော့အခုပြောတဲ့ဂျိုကုံတစ်ခုကလည်းအင်အားကောင်းစွာတည်ရှိနေတယ်ဆိုပါစို့ဒီအချက်ဟာစီးပွားရေးလုပ်ငန်းရှင်အများစုမှာတွေ့ရလိမ့်ရှိပြီးလူကြီးလူငယ်မရွေးပေါဝင်နိုင်ပါလေဒီအချက်တွေဟာအနောက်အရှက်အဖက်ကင်းပြီးတော့အင်အားကောင်းစွာတည်ရှိရင်မိမိရဲ့ပါနမှုတစ္ဆာရှိမှုတည်ကြည်မှုနဲ့ စီမံခန့်ခွဲမှုကောင်းမွန်တဲ့အတွက်ကြောင့်မိမိအွေချေရနယ်ပယ်လိုက်အောင်မြင်မယ်တခြားသူတွေထက်ငွေကြေးပြီးပြည့်စုံမယ်လို့ဆိုလိုပါတယ်။နောက်တစ်ခုကလက်သက်ကြွယ်အောင်မှာတနင်္ဂနွေလက်ဆော့အာပိုလိုရင်းပါလား။ဒီတနင်္ဂနွေလက်ဆော့ဆိုတာတွေ့ရခဲ့တဲ့ဗျာ။လူတိုင်းမပါဝင်နိုင်တဲ့အမှန်အသာများစွာမှာအရှားပါဆုံးလို့လဲဆိုနိုင်ပါလေတကယ်လို့ပါဝင်ခဲ့ရင်လက်ပုံသဏ္ဍာန်ကောင်းမှုမှုပေါ်မူတည်ပြီးအကျိုးပေးအနေအမြင့်กว่าတဲ့အတွက် ဂယုတစိုက်ကြည့်ရှုရမယ်အမှတ်သားပါဘလိုဝင်ဆိုပါစေဒီလိုမျိုးလက်သက်ကြွယ်အောင်တင်းငွနေကြောကမှာလက်စွပ်ပါရင်ငွေကြေးပြည့်ပြည့်စုံမှုနာမည်ကျော်ကြောင်းမှုဩဇာအရှိန်အဝါကြီးမားမှုဟူတွေ့ရရှိပြီးအလွန်ကြွယ်ဝချမ်းသာနိုင်တဲ့ကံပါတယ်လို့ဆိုပါလိမ့်ဒါကြောင့်ဒီလိုမျိုးလက္ခဏာမှာကောင်းမွန်တဲ့လမ်းကြောင်းပါအောင်သူတွေဟာမိမိယုံကြည်ရာကိုစူးစိုက်ပြီးတော့တေချာလောက်ကန်ခြင်းအပြင် ငွေကြေးလွန်မြောက်မှုရရှိမယ်လို့ပြောနိုင်ပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုအကြောင်းပြောခြင်းပါတယ်။တကယ်လို့သာ မိဆွေရဲ့ဥကောင်းလမ်းကြောင်းဟာလက်တန်းအောက်မှာ ဆုံးသက်နေတဲ့ဆိုပါစို့။ဒါဆိုရင်မိဆွေဟာအခြေအနေနဲ့အချိန်ခါကိုအစဉ်ပြေအောင်အလိုက်သင့်အောင်ကင်တွယ်နိုင်စွမ်းရှိသူပါ။စီဘွားရေးနေပင်မှာရက်တည်နိုင်ပြီးအောင်မြင်မှုကိုလည်းရအောင်စွမ်းနိုင်သူဖြစ်ပါလေတကယ်လို့အထက်တက်တဲ့လမ်းဟာလက်သွေအောက်ကိုထိုးတက်နေရင်တော့အမှုပညာနေပင်မှာ အောင်မြင်မှုရရှိနိုင်တယ်ဆိုပါတယ်။ဥကောင်းလန်းချောင်းဆိုတာဟာညံလန်းချောင်းကိုလည်းပြောတာဖြစ်ပါတယ်။ညံလန်းချောင်းလို့လည်းတချို့ဆရာတွေကပြောပါတယ်။အခုပြောတဲ့ချက်ကတော့ညံလန်းချောင်းကလမ်းကွက်တစ်ခုဟာပုံမှန်ပါတဲ့အတိုင်းထိုးတက်နေရမှာဖြစ်ပါတယ်။နောက်ထပ်လက္ခဏာလမ်းချောင်းတစ်ခုပြောချင်ပါတယ်။ကျွန်တော်တို့အရင်ကပြောခဲ့ဘူးတဲ့အတိုင်းမှာလမ်းချောင်းတွေဘလောက်ကောင်းကောင်းပါစေလက်ပုံစံမကောင်းရင်လမ်းချောင်းကောင်းသလောက်ဖြစ်ထွန်းမှု အားနေပါလိမ်လက်ပုံစံ၄မျိုးရှိပါတယ်မီးလက်ဒေဇောလက်မြေလက်ပထဝီလက် လေလက်ဝါယောလက် ရေလက် အာဘောလက်တဲ့အခုကမီးဒေဇောလက်ဒေဇောလက်ဆိုတာဟာလက်ချောင်းတို့ပြီးလက်ဖွားရှိတဲ့လက်မျိုးပြတေဇောလက်ရဲ့မူလအစွမ်းအားကလှုပ်လှုပ်တဲ့အခါမှာအလှေမြန်လှုပ်လို့လေစိတ်ဇောအဟုန်ပြင်းထန်တယ်နေရာတကာခေါင်းဆောင်လှုပ်လို့လေ လက်ရှိအခြေအနေကိုအမြဲတမ်းပြုပြင်လိုတယ်။ဒီလိုမျိုး စိတ်မြန်လက်မြန်ရှိတဲ့သဘောထားရှိပါတယ်။တေဇောလက်ရဲ့စိတ်ဝင်စားဖို့အမှတ်တင်ညာကတော့လူမှုဆက်ဆံရေးမှာအကစားရေးရမှာတရုတ်ဖို့တင်ဆက်ပြသရမှာ ပါဝင်ကျင်တာပဲဖြစ်ပါတယ်။တေဇောလက်မှာအောင်မြင်လက်ရောက်ပါတယ်ဆိုပါစို့ဒီအောင်မြင်လက်ဟာအကစားလို့ခေါင်းဆောင်ဥဆောင်ဦးရဲ့ပြောရတဲ့နေရာမျိုးမှာဆိုရင်ပိုအောင်မြင်တဲ့တယ်လို့ပြောအောင်ပါ။ တေဇောလက်တွေဟာတကယ်တော့ခေါင်းမာတယ်တည်ယူတန်တယ်ဇုတ်တွေလွတ်တက်တယ်တခြားလူတွေထပ်ပို့ပြီးတော့ပို့လွန်နေတယ်ဒီလိုဇလုတ်တာပေါ်မစင်ချင်ရင်တစ်ချိန်ချင်းမှာအမှားရွေးနဲ့မုတ်ချတွေ့နိုင်ပါတယ်ဒါကိုအထူးသတိထားမယ်လို့ပြောချင်ပါတယ်နောက်ထပ်လွင်လာမီတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်ဒါကတော့ရှားပါတဲ့အောင်မြင်လမ်းကြောင်းပြ။ဘာလဲဆိုတော့အောင်မြင်လမ်းကြောင်းကလှိုင်းတွန့်ပုံသဏ္ဍာန်ဖြစ်နေခြင်းပါ။ အောင်မြင်လမ်းကြောင်းဆိုတာကျွန်တော်တို့သိတာကဖြောင်းတန်းနေတယ်အဖြတ်တွေရှိတယ်တချို့ကနှစ်ကြောင်းသုံးကြောင်းပြန်နေတယ်ဒီလိုပါလှိုင်းတို့မုံတန်ကတော့ရှားပါလေတကယ်လို့မိတ်ဆွေမှာလှိုင်းတို့မုံတန်အောင်မြင်လမ်းကြောင်းပါရင်တော့ကိုကိုကိုယုံကြည်မှုနေပါတယ်ဆိုတာပေါ်ပြတယ်စိန်ခေါ်မှုတွေကိုရင်ဆိုင်မှုနဲ့စိတ်နေပါတယ်ဒါကြောင့်ဒီလက္ခဏာရှင်မျိုးဟာအောင်မြင်မှုရလဲမတည်ငြိမ်ပါဘူးဘဝဟာတက်လိုက်ကျလိုက်ဖြစ်တတ်ပါလေပြီးတော့အခြေအနေတစ်ခုအောင်မြင်ဖို့စူးစမ်းမှုဟာသူများတဲ့နှစ်စားပူပါပါတယ် ဒါကလိုင်းတွမအောင်မြင်လန်ကြောင်ပါတဲ့သူရဲ့ဟော့ကီမှာဖြစ်ပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါလေ။အသက်လမ်းနဲ့ပတ်သက်ပြီးလေးလောင်မိတဲ့အချက်ပြောချင်တယ်ဗျ။အသက်လမ်းဆိုတာဟာမိတ်ဆွေရဲ့လက်မှာပါတဲ့အဓိကလမ်းကြောင်ကြီးလေးခုအနက်တစ်ခုပဲဖြစ်ပါလေ။တကယ်လို့မိတ်ဆွေရဲ့အသက်လမ်းဟာလက်မကိုကျေပြန့်စွာပတ်ထိုင်ရင်ဒါကိုကျမ်းမာတန်ဆွမ်းတော်လို့ပြောတယ်ဗျ။ကိုခနာကြန့်ခိုင်တာကိုပြောတယ်။အဲ့ဒီလိုမှမဟုတ်ဘဲတော့ အသက်လမ်းဟာဖြောင်တန်းနေရင်တော့အကန့်အသတ်နေပါတယ်လို့ပြောပါတယ်။နောက်တစ်ခုကအသက်လမ်းကြောင်းနှစ်ထပ်ပါလာတဲ့ဆိုပါစို့အသက်လမ်းကြောင်းနှစ်ထပ်ပါလာတဲ့သူတွေဟာခန္ဓာကိုယ်ခုခံအားစွမ်းရင်မြင်မာတာကိုပြောပါလိမ့်။နောက်တစ်ခုကိုကြည့်ပါ။အသက်လမ်းကြောင်းမှာကျွန်းပုံတံတန်းတွေတန်ခွင်းပုံတံတန်းတွေပါတာကလုံးဝမကောင်းဘူးဗျ။ဘာလို့ပြောလဲဆိုတော့အစာချေပြတ်မှုအားနေတယ်၊ကျန်းမာရေးညံဖြစ်နေတာကိုပြတယ်။ ကျောင်းမှတ်သားပါတဲ့အတလန်ဟာ ကျဲမကြီးညံနေအစည်းတန်းဖြစ်တဲ့ဆေးရုံစည်းကမ်းနဲ့ပတ်သက်ပြီးတော့ကြာခဏတက်ရပါတယ်။ကျွန်းဖြစ်လေ ကျဲမကြီးကခြူချလေဆိုတာကိုပြပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့အတလန်ကြောင့်ဟာကိုယ်ဝိုက်သွားရင်ပိုပြီးအကောင်ပါလေ။ကိုယ်မဝိုက်ပဲဖြောင်တန်းနေမယ်ဆိုရင်တော့အတလန်ကြောင့်ဟာအားနေတယ်လို့ပြပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။မိတ်ဆွေရဲ့လက်ဖက်နောက်တင်းလာဂျိုကွန်ပေါ်မှာမှဲ့တယ် အညိုမဲဇက်တွေတက်ချစ်တခုခုပါနေလားအဲ့လိုပါရင်မကောင်းဘူးဗျပါနေရင်လက္ခဏာရှင်ဟာရေနစ်ပြီးတော့၎င်းစိတ်ကြောင်ခြောက်ခြားဖြစ်ပြီးတော့၎င်းသူတစ်ပါးပြူစားလို့တော့၎င်းအာယုံများကိုမမယွင်းထင်မြင်ပြီးအကြောက်လွန်ရောကယုံမာတန်ဇယယောဂါလေး ਨੇ အဖြစ်ပြက်အဆိုးတွေတွေ့ကြုံရတပါလေတနည်းအားဖြင့်ဒီအမှတ်သားတွေပါလာခြင်းက လက္ခဏာပညာမှာမကောင်းတဲ့အိဗတ်တက်ရောက်ပြီးကံမကောင်းတဲ့ခြင်းကိုပြောပါလေ ဘသူမှတော့ကံမဆိုးခြင်းဘူးပေါ့ဗျာဆိုတော့လက္ခဏာပညာယုံသည်ဖြစ်စေမယုံသည်ဖြစ်ပါစေမိမိလက်မှာဒီလိုမှတ်သားပါရင်ကျွန်တော်ပြောသလိုလုပ်ပါကံဆိုးခြင်းမှလွတ်ခင်ပါလိမ့်မယ်မဲ့ကြက်ချေအမဲညိုစတဲ့ကိုမိမိရဲ့တခြားလက်ကလက်ညှိုးနဲ့ပုတ်အရဟံလို့38ခေါ်ရပါတကယ်လို့မိမိရဲ့တခြားလက်မှာကျွန်တော်တို့စဝမ်းဘွေနှုတ်ခူးဘွေပါတဲ့လက်ချောင်းရှိပို့ကောင်းပါလေအဲ့ဒီလက်ချောင်းနဲ့ပုတ်ပြီးအရဟံလို့38ခေါ်ရပါ ရုပ်ဖက်နေစဉ်မြမလိုစိတ်ကိုရာရဲ့၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားလို့စိတ်แท้ထင်မြင်ပို့ပြီးကောင်းပါလေ။ကဲဒါကတော့လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါ။နောက်ဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။